ားလုံးပဲမင်္ဂလာပါဗျာ GDS channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ဒီကနေ့မနက်ကမှပဲထိုးသက်ပြီးစီးသွားခဲ့တဲ့ဒီ UFC 320 event ပွဲစဉ်ကအကောင်းဆုံးအကြမ်းဆုံးပွဲစဉ်တွေအကြောင်းကိုပြန်လည်သုံးသပ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် UFC 320 event ပွဲစဉ်ဟာဆိုလို့ရှိရင်တော့ UFC ရဲ့ light heavyweight တန်း champion ကပ်လူပွဲပွဲစဉ်ကိုကောင်းပွဲ main event အနေနဲ့ပွဲတည်ပေးထားပြီးတော့တခြားသောတွဲဆိုင်ကောင်းတွဲဆိုင်ညံ့တွေအများကြီးတွဲဆက်ထားတဲ့ ဒီပွဲစဉ်တွေပဲဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်မှာဆိုလို့ရှိရင်ဒီ Premlins ပွဲတွေမှာရောဒီ Bankat ပွဲတွေမှာရောပွဲကောင်းပွဲချက်တွေထိုးသက်သွားပေမဲ့ကျွန်တော်အနေနဲ့ဒီတင်ဆက်ပေးချင်တာကတော့ဒီ Bankat ထဲမှာပါဝင်တဲ့၃ပွဲဖြစ်တဲ့ပထမအဆုံးကောင်းပွဲပွဲစဉ်ဖြစ်တဲ့ LS Quarter နဲ့ Magoma Anga Lyet တို့ရဲ့ပွဲဒုတိယကောင်းပွဲပွဲစဉ်ဖြစ်တဲ့ Mirror Double Shiver နဲ့ Tori Sanhagan တို့ရဲ့ပွဲနဲ့ပြီးတော့တတိယမြောက်ပွဲစဉ်ဖြစ်တဲ့ Jerry Brohas ကနဲ့ Kali Roundtree တို့ရဲ့ Light Heavyweight တန်းကတွဲဆိုင်ချမ်းတွေအကြောင်းကိုကျွန်တော်နေနဲ့တုံးတက်တင်ဆက်ပေးသွားကြပါမယ်။ ဆိုတော့ကျွန်တော်အနေနဲ့ဘွေစားဦးပထမအဦးဆုံးပြောချင်တဲ့ပွဲစဉ်ကတော့ဒီ main event ခေါင်းပွဲပွဲစဉ်ကြီးအကြောင်းကိုပဲကျွန်တော်အနေနဲ့အရင်ဆုံးပြောချင်ပါတယ်ဒီပွဲစဉ်ကဆိုလို့ရှိရင်တော့ LS Squire နဲ့ Magomed Angar Lyat တို့ဒီ UFC ရဲ့ Light Heavyweight Dan Champion ကပတ်ပွဲစဉ်ကိုပြန်လဲဒီမကြေပွဲနှွှဲကြတဲ့ပွဲစဉ်တွေပွဲဖြစ်ပြီးတော့ပထမပွဲစဉ်တုန်းက Magomed Angar Lyat အနေနဲ့ LS Squire ကိုတော်တော်လေးကိုအသာစီးဆော့ပြသွားပြီးတော့သူ့အနေနဲ့ဒီ UFC ရဲ့ light heavyweight တန်းချန်ပီယံကပတ်ကြီးကိုရရှိသွားခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီလိုမျိုး UFC ရဲ့ light heavyweight တန်းချန်ပီယံကပတ်ကိုရရှိသွားတဲ့အချိန်မှာဆိုလို့ရှိရင်မာကိုမတ်အန်ကာ light ရဲ့အနေနဲ့သူ့ရဲ့ pretext တွေကရောဒီ LS Barra ကိုအင်မတားကိုပြင်းထန်တဲ့ဒီလေတိုက်တဲ့ခါတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ် LS Barra ကိုအထိနာစေခဲ့သောစကားကိုကျွန်တော်အနေနဲ့ဒီခံမရမယ်ဆိုလို့ရှိရင်တော့မင်းကိုတာယာဆိုင်ပြန်ပို့ပစ်မယ်ဆိုတဲ့စကားကတော်တော်လေးအထိနာစေခဲ့တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်ပြပါတယ် ဒါပေမဲ့လည်းဆိုတော့ LS Spire အနေနဲ့ကဒီ MMA အားကစားလောက Kickboxing အားကစားလောကကိုရောက်မလာခင်တုန်းကသူ့အနေနဲ့အင်မတမကိုပြင်မဆင်းရခဲ့ပြီးတော့သူ့ clay တွေအတွက်အသုံးပြုမဲ့ diaper တောင်ဝယ်စရာမရှိတဲ့ဒီအနေအထားဖြစ်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီလိုမျိုးဖြစ်ခဲ့တဲ့အနေအထားမှာသူ့အနေနဲ့ဒီ ကားတာယာလဲတဲ့ဆိုင်မှာဝင်ပြီးတော့အလုံးလုံးခဲရတဲ့အထိခက်ခဲကြမ်းတမ်းခဲ့တဲ့အနေအထားဖြစ်ပါတယ်။အဲ့လိုမျိုးတာယာဆိုင်မှာအလုံးလုံးပြီးတော့မှသူ့အနေနဲ့တဖြည်းဖြည်းနဲ့ကစ်ပေါ့ဆင်အားကစားကိုစတင်ကစားခဲ့တာဖြစ်ပြီးတော့အဲ့ဒီကမှတစ်ဆင့်ဒီကစ်ပေါ့ဆင်ပရိုမိုးရှင်းနဲ့မှဒီချန်ပီယံဖြစ်လာတဲ့အဲ့ဒီကမှတစ်ဆင့်တဖြည်းဖြည်းနဲ့ MMA လောကကိုရောက်ရှိလာပြီးတော့ UFC အဖွဲ့အစည်းမှာသူ့အနေနဲ့ချန်ပီယံနှစ်ထပ်ကွန်းဖြစ်လာခဲ့တဲ့အထိဒီကြမ်းပြခဲ့တဲ့ fighter ကြီးဖြစ်ပါတယ်။အဲ့ဒီလိုမျိုးလုံးဝကိုဂုံရှိန်ဝါကြီးမားနေတဲ့ Alex Pereira ကိုမာကိုမတ်အန်ကလိုက်ရက်အနေနဲ့ ူဟာတကယ်ကိုသူတို့ရဲ့ပထမအ우ဆုံးပွဲမှာလုံးဝကိုအသာစီးဆော့ပြသွားတာကိုတွေ့ရမှာဖြစ်ပြီးတော့အဲ့ဒီလိုမျိုးဆော့ပြသွားတဲ့အနေအထားမှာ RS Fire အနေနဲ့တကယ်ကိုမကြင်မနက်ဖြစ်သွားတဲ့ပြင်ကျွန်တော်ခုနကပြောသလိုလေးတိုက်ခံလိုက်ရတဲ့ဇာတ်တွေကြောင့် LS Fire အနေနဲ့ဒီဒုတိယမြောက်မကြေပွဲပွဲစဉ်မှာအကောင်းဆုံးစ조사ပြင်ဆင်လာတာကိုတွေ့ရမှာဖြစ်ပြီးတော့ကျွန်တော်တို့ break that တွေ့နေတဲ့တကယ်ကိုကောင်းတဲ့ဒီတွဲဆိုင်ကောင်းတွဲဆိုင်တစ်ခုကိုစောင့်ကြည့်ခဲ့ရတာပဲဖြစ်ပါတယ်ဆိုတော့ဒီတွဲဆိုင်ကြောင့်ပြောရမယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ စစဦးချင်းကနေဦးသုံးသက်ထားတာက LS Barra အနေနဲ့အခုချိန်မှာအသက်38နှစ်ရွယ်ရှိပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့အနေနဲ့ဒီတော်တော်လေးကိုအကြပိုင်းရောက်နေပြီးတော့ကျွန်တော်အနေနဲ့ကသုံးသပ်နေတာပါကျွန်တော်ကိုယ်တိုင်ရဲ့လုံအောင်ကိုမှားသွားခဲ့တယ်ဆိုတာ LS Barra ကဒီနေ့ထိုးသွားတဲ့ပွဲစဉ်မှာသက်သေပြသွားခဲ့တာဖြစ်ပါတယ်ကျွန်တော်အနေနဲ့တခြားသူတယောက်ရဲ့စကားကိုမှားသုံးရမယ်ဆိုလို့ရှိရင်တော့ဒီပွဲစဉ်ဟာ LS Barra အနေနဲ့သူဟာဒီမြမတမိုင်းနဲ့ကအလောင်းစီသူမင်းဒီယာကြီးလိုမျိုးငါမအိုသေးဆိုပြီးတော့လက်သီးလက်မောင်းတန်းပြသွားတဲ့ပွဲစဉ်တွေပွဲလို့ပြောရမှာပဲဖြစ်ပါတယ် ဆိုတော့ဒီပွဲစဉ်ဆက်ဆက်လာပြီးဟေ့ဆိုတဲ့အနေထားမှာ LS Spider အနေနဲ့ဆက်ဆက်ချင်းမိနစ်မှာကိုပဲဆက်ဆက်ချင်းမိနစ်ဆက်ဆက်ချင်းစက္ကန့်မှာကိုပဲလုံးဝရုတ်တရက်ဆိုလိုပြေးပြီးတော့မာကိုမတ်အန်ကာလိုက်ရဲ့ကိုမရှိမနေတော့ပဲနဲ့ပြေးထိုးတာကိုတွေ့ရမှာဖြစ်ပြီးတော့သူ့ရဲ့1 2လက်တီချက်တွေကလည်းအင်မတန်နှင်းမြန်နေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။မာကိုမတ်အန်ကာလိုက်ရဲ့အနေနဲ့ဒီအထာနေတဲ့ဖိုက်တာဖြစ်ပြီးတော့သူ့အနေနဲ့ LS Spider ကရင်ပွဲစဉ်တုန်းကလိုမျိုးသူ့ကို setup လုပ်ပြီးတော့မှကစားမယ်လို့ထင်နေခဲ့တဲ့ပုံပါပဲဒါကြောင့်မလို့ Alex Barra ရုတ်တရက်ဝင်လာတဲ့အချိန်မှာ Marco Man Anga Light ရဲ့အနေနဲ့ကြောင်ပြုတ်သွားခဲ့တာကိုတွေ့ရမှာဖြစ်ပြီးတော့ဘာပြန်လုပ်ဖို့လိုအပ်မယ်ဆိုတာမသိတဲ့အနေထားမှာ Alex Barra အနေနဲ့တောက်လျှောက် PR ပေးပြီးတော့အဲဒီကမှတစဉ် ဒီမာကိုမန်ဟန်ကလည်းရက်က LS Spire ရဲ့ Bay White တဲ့ဒီကိုအင်မတန်ရှိန်နေတာဖြစ်ပါတယ်။အဲ့ဒီလိုမျိုးရှိန်နေတဲ့အနေထားမှာ LS Spire ကအနေနဲ့လူတစ်ယောက်ကိုလဲထိုးဖို့ Bay White လက်သီးမလိုဘူး။ညာ White လက်သီးနဲ့လဲထိုးလို့ရတယ်ဆိုတာကိုပြသသွားခဲ့တာဖြစ်ပြီးတော့သူ့အနေနဲ့လောကကိုပြင်းထန်လွန်းလှတဲ့ညာ White လက်သီးကလုံးကို ာဂိုမန်အန်ဂါလိုက်ရဲ့ရဲ့ဒီနထင်တဲ့တဲ့ကိုပစ်တွေးခဲ့တာဖြစ်ပြီးတော့အဲဒီကမှတစင်မာဂိုမန်အန်ဂါလိုက်ရဲ့အနေနဲ့ဟန်ချက်ပြက်ပြီးတော့လဲကျသွားတဲ့အနေထားမှာတိတ်တောင်းရယူပြီးတော့သူ့ရဲ့အမားကိုပြန်လဲဆယ်ယူဖို့စ조사ခဲ့ပေမဲ့လုံးဝကိုအဆင်မပြေတော့တဲ့အနေထားဖြစ်သွားခဲ့တာပဲဖြစ်ပါတယ်။ တော့ LS Byra အနေနဲ့က take down defense ပိုင်းမှာလည်းကောင်းကောင်းပြင်ဆင်လာတာကိုတွေ့ရမှာဖြစ်ပြီးတော့ Magomed Angela ရဲ့ take down ယူတာကိုသူ့အနေနဲ့အသားရပဲကာကွယ်ပြတ်သွားပြီးတော့အပေါ်ကမှတစ်ဆင့်လှောက်လျှောက်ကို ground နဲ့ pawn လက်တီချက်တွေကျွေးခဲ့တာဖြစ်ပြီးတော့ ground နဲ့ pawn လက်တီချက်တွေပြင်ထပ်ပြီးတော့တိုးတက်လာတာကတော့12 to 6 elbow ပဲဖြစ်ပါတယ်။လုံးဝကိုပေါ်တဲ့ကဲကနေထောင်းချတဲ့ elbow ကိုအသုံးပြုတာဖြစ်ပြီးတော့ Magomed Angela ရဲ့ဒီ body ရော head ကလှောက်လျှောက်စလိုပဲကျွေးနေခဲ့တဲ့အနေအထားမှာကွင်းလက်တန်းလူကြီး hub d နေနဲ့လုံးဝကိုသူ့အနေနဲ့ ရတော့ဘဲနဲ့ဒီပွဲစဉ်ကိုပွဲရခဲ့ရတာပဲဖြစ်ပါတယ်။ဆိုတော့ဒီပွဲစဉ်ပြီးသွားတဲ့နေသားမှာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့လုံးဝကိုသုံးသပ်မိတဲ့အကြောင်းအရာတွေကတော့ LS Spire ကြီးအနေနဲ့သူဟာအသက်38နှစ်ရွယ်ရှိနေပြီဖြစ်ပေမဲ့လုံးဝကို weight တန်းကြီးတွေမှာအသက်ကြီးတဲ့ fighter တွေဆိုပြီးတော့လည်း shot မတွက်တဲ့ကြောင့် power တပေါက်ထဲနဲ့ဘာမှမဆိုဖြစ်သွားနိုင်ကြောင်း take down defense ကောင်းကောင်း ရထားတဲ့ fighter အနေနဲ့သူ့ရဲ့ striking ကိုအားပြုပြီးဆော့လို့ရနိုင်ကြအောင်ကျွန်တော်အနေနဲ့သိရှိသွားခဲ့ရတာပဲဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်ရဲ့နောက်ထပ်အသေးစိတ်ကိုတော့ကျွန်တော်နောက်ထပ် video မှာထပ်မံတင်ဆက်ပေးသွားမှာဖြစ်ပြီးတော့ဆိုတော့နောက်ထပ်ပွဲစဉ်တဲ့ပွဲအကြောင်းကိုထပ်ပြီးတော့ပြောလိုက်ကြရအောင်ပါ ကျွန်တော်အနေနဲ့နောက်ထပ်တင်ဆက်ပေးသွားခြင်းတဲ့ပွဲစဉ်ကတော့ဒီ Black Hawk တဲမှာပဲရှင်းပြန်ထိုးသက်သွားတဲ့ပွဲစဉ်ဖြစ်တဲ့ Jerry Bruhas ကနဲ့ Kali Roundtree တို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ဒီပွဲစဉ်ကဆိုလို့ရှိရင်တော့ LS Barra နိုင်ယူရရှိထားတဲ့ Fighter အုပ်တစ်ဖက်ပြန်လဲတွေးဆုံတဲ့ပွဲစဉ်ဖြစ်ပြီးတော့ဒီပွဲစဉ်မှာနိုင်ယူရရှိတဲ့ Fighter ကဒီ LS Barra နဲ့ Marco Man Anka Lyatt တို့ရဲ့ပွဲစဉ်ကနိုင်ယူရရှိတဲ့ Fighter နဲ့ရှင်းပြန်ထိုးသက်သွားရမှာပဲဖြစ်ပါတယ်။ဆိုတော့ဒီပွဲစဉ်ကိုကျွန်တော်ပြောမယ်ဆိုလို့ရှိရင် Jerry Bruhas ကအနေနဲ့ဒီပွဲစဉ်မှာသူ့ရဲ့ ထိုးသက်ပုံထိုးသက်နည်းကတော်တော်လေးပုံမှာထူးဆန်းနေတာကိုတွေ့ရမှာဖြစ်ပြီးတော့သူ့ရဲ့ဒီ stand နဲ့ထိုးသက်တဲ့ပုံစံဟာဆိုလို့ရှိရင် karate ကိုခြေခံပြီးတော့ပဲကစားသလိုလိုဒါမှမဟုတ်တခြား မာရှယ်တခုခုကိုပဲအခြေခံပြီးတော့ကစားသလိုပုံစံမျိုးနဲ့ပွဲထွက်လာတာဖြစ်ပြီးတော့ကျွန်တော်တို့ဒီ Miss Marshall အစီမင်းထဲမှာကစားတဲ့ fighter တွေရဲ့ပုံစံနဲ့လုံးဝကိုတမူထူးခြားပြီးတော့ကွဲထွက်နေတာကိုတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ဆိုတော့ Jee Brohas ကလည်းအဲ့ဒီပွဲစဉ်ကိုတိုးချုံပြရမယ်ဆိုလို့ရှိရင်တော့ဒီပထမအချိန်မှာ Khali Roundtree က Jee Brohas ကိုတော်တော်လေးကို pressure ပေးထားနိုင်ခဲ့တာဖြစ်ပြီးတော့1 2တွဲလုံးနဲ့ခြေကန်ချက်တွေနဲ့ Jee Brohas ကိုအမဲချွေချွေထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ Jee Brohas ကလည်းထပ်ပြီးတော့ထူးခြားတာကသူ့အနေနဲ့လုံးဝကို gap ြင်ပဲနဲ့လက်ကြီးချပြီးတော့ကစားတဲ့ပုံစံနဲ့ကစားတာဖြစ်ပြီးတော့ဒုတိယအချိန်မှာလည်းအဲ့လိုကစားတဲ့ကစားပုံကစားနည်းကြောင့် Jaguars ကအနေနဲ့အနေငယ်အထိနာခဲ့ရတာလည်းဖြစ်ပါတယ်။တတိယအချိန်မှာဆိုလို့ရှိရင်တော့ Khalil Brown တွင်နေတဲ့တက်လုံတော်တော်လေးကိုကြာသွားတာကိုတွေ့ရမှာဖြစ်ပြီးတော့ဒုတိယအချိန်မှာ Jaguars ဟာစကရဲ့ Jet Black သီးတွေကြောင့် Khalil Brown တွင်နေတဲ့တော်တော်လေးကိုတက်လုံပိုင်းမှာအနေငယ်ကြာသွားတာကိုတွေ့ရမှာဖြစ်ပြီးတော့ ဂျေဘရာဟတ်ကအနေနဲ့တတိယအချီမှာဆိုလို့ရှိရင်တော့အသာစီးလုံးဝရရှိလာပြီးတော့ခါလီရောင်ထရီကိုတကယ်ကိုဖွင့်ထိုးပြီးတော့ရှင်ထိုးဆိုင်ထိုးကြတာပဲဖြစ်ပါတယ်။ခါလီရောင်ထရီရဲ့ဒီကောင်တာလက်သီးတွေကလည်းဂျေဘရာဟတ်ကိုအထိနာစေခဲ့သလိုဂျေဘရာဟတ်ကရဲ့ဒီ ဒူးတွဲလုံးတွေတထောင်တွဲလုံးတွေတွဲဆက်ထားတဲ့ကစားပုံကစားနည်းကလည်းခါလီရောင်ထရီရဲ့တက်လုံကိုပို့ပြီးတော့ကြစီခဲ့တာဖြစ်ပြီးတော့ခါလီရောင်ထရီအနေနဲ့တတိယအချီမှာဆိုလို့ရှိရင်တော့ဂျရီဘရာစကာရဲ့ဒိုင်ပွဲရဲ့အလဲထိုးကြီးကိုခံခဲ့ရတာပဲဖြစ်ပါတယ်ဆိုတော့စိတ်ဝင်စားစရာကောင်းတာကလိုက်ဟက်ဘွေတဲမှာလက်ရှိလောလောဆယ်ချန်ပီယံကပ်စိန်ခေါ်ခွင့်ရရှိနိုင်တဲ့ဖိုင်တာကဂျရီဘရာစကာပြန်ဖြစ်လာတာဖြစ်ပြီးတော့ ်ဂျီဘရဟတ်စကာအနေနဲ့အဲလက်စ်ဘိုင်ရာနဲ့၃ချိန်မြောက်ပြစ်ဆုံတဲ့ပွဲစဉ်မှာအဲလက်စ်ဘိုင်ရာကိုနိုင်ယူရရှိနိုင်ပါမလားဆိုတာရော်လစ်ကိုစဉ်းစားစရာတော့ဖြစ်နေပါပြီဆိုတော့ဂျီဘရဟတ်စကာရဲ့ပွဲစဉ်ဟာဆိုလို့ရှိရင်လည်းဒီတော်တော်လေးကို UFC 320 event ပွဲစဉ်မှာကြီးကောင်းခဲ့တဲ့ပွဲစဉ်ဖြစ်ပြီးတော့ဒီပွဲစဉ်ပြီးမှဆိုလို့ရှိရင်တော့ပရိသတ်တွေအနေနဲ့ဂျီဘရဟတ်စကာကိုအဲလက်စ်ဘိုင်ရာနဲ့တဖန်ပြန်လဲစုံတွေ့စေချင်လားဆိုတာကို comment မှာဆွေးနွေးတုံ့တက်ညင်ခုံပေးခဲ့ကြပါဦးခင်ဗျာ နောက်ဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့ပွဲစဉ်ကတော့ UFC ရဲ့ Bantam Weight Dan Champion ကပတ်လူပွဲပွဲစဉ်ဖြစ်တဲ့ Corey Sanhagen နဲ့ Mirat Wally Shivel တို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ဒီပွဲစဉ်ကဆိုလို့ရှိရင်လည်းတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီးတော့ဒိုင်းဆုံးဖြတ်ထိသွားခဲ့တဲ့ဆိုပေမဲ့ဒီ Fighter တွေနေနဲ့အင်မတမကိုပွဲကျန်ခဲ့တဲ့ဒီ design တစ်ခုလို့ပြောရမှာပဲဖြစ်ပါတယ်။ တော့ဒီပွဲစဉ်မှာကျွန်တော်အနေနဲ့ရင်းလုံးပြောချင်တာကဒီပွဲစဉ်မှာ Mirror Devilish သေးအနေနဲ့သူ့ရဲ့ပြိုင်ဘက်ဖိုက်တာဖြစ်တဲ့ Cory Sanhagen ကို take down တွေတောက်လျှောက်ယူခဲ့ပြီးတော့ဒီ grappling wrestling ပုံစံမျိုးကစားခဲ့ပေမဲ့အဲ့ဒီပွဲစဉ်ကလုံးဝကိုပြင်းစရာမကောင်းတဲ့ပွဲစဉ်ဖြစ်ပါတယ်။ကျွန်တော်လည်းနိုင်ရှင်ပြောပြရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီ Lightweight တန်းက Champion ဟောင်းကြီးဖြစ်တဲ့ Habibu Marco Matoro အဖွဲ့ရဲ့ကစားပုံကစားနည်းဟာဆိုလို့ရှိရင်ဒီမှာကိုပြင်းစရာကောင်းပြီးတော့၆ခုပဲစွဲနေတယ်ဆိုပြီးပြိတ်သက်တွေကဝေဖန်မှုတွေရှိခဲ့ပါတယ်။ဆိုတော့အဲ့ဒီလိုပုံစံမျိုးဟာလေတကယ် ယ်ကိုပြင်ဖို့ကောင်းနေလို့ပဲဖြစ်ပါတယ်ဒါပေမဲ့ဒီပွဲစဉ်မှာထုတ်သက်သွားတဲ့ Mirab Demolition ရဲ့ဒီပွဲစဉ်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Mirab နေနဲ့ Striking Myo Grappling Myo မျှပြီးတော့ Shot သွားတာကိုတွေ့ရမှာဖြစ်ပြီးတော့သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ Gory Sanhagen အနေနဲ့ကလည်းဒီ Mirab လိုမျိုး Fighter ကိုအထင်အောင်ထိုးပြနိုင်ခဲ့ပြီးတော့နောက်ထပ်ပို့ပြီးတော့ An On ဆရာကောင်းတာက Mirab လိုမျိုးဒီမာလှပါတယ်ကြမ်းနှပါတယ်ဆိုတော့ဒီ Fighter အနေနဲ့ ဂရပ်လီမိုက်မှာပဲသူကဖွင့်ပြီးတော့ဆော့မယ်ဆိုပြီးတော့ပရိသတ်တွေအားလုံးကထင်ထားကြပေမဲ့ဒုတိယအချိန်မှာရက်ကမလီရှစ်သင်းအနေနဲ့ကိုရီဆန်ဟေဂန်ကိုလုံးဝကိုအမောက်သိမ့်နိုင်လူနီနီဖြစ်သွားခဲ့တာကလည်းတော်တော်လေးကိုကြမ်းတဲ့အလဲပြောင်းခုလို့ပြောရမှာပါအဲဒီကမှတစ်စင်း၅ကြိမ်မြောက်မှလည်းကိုရီဆန်အေဂန်နေနဲ့မီရပ်ကိုအလဲထိုးနိုင်တော့မလို့ဖြစ်တာကလည်းတော်တော်လေးကိုကောင်းတာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်ကလုံအောင်ကိုအမှန်ကန်လုံး ကစားပြသွားခဲ့တဲ့ပွဲစဉ်ဖြစ်ပြီးတော့ပြန်လည်ဖိုက်တာမျောလုံးနေနဲ့တိထုတ်ပြသွားတာကိုတွေ့ရမှာဖြစ်ပြီးတော့မီရက်အနေနဲ့ကတော့လုံးဝကိုပွဲချမ်းပြသွားတဲ့ဖိုက်တာကြီးဖြစ်သွားတာပဲဖြစ်ပါတယ်။တို့ရဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဗီဒီယိုလေးကိုစုံတိကြည့်ပေးတော့ကျေးဇူးများကြီးတင်ပါတယ်။ပရိသတ်တွေနဲ့ဒီ UFC 320 event ပွဲစဉ်ကိုကြည့်ပြီးနောက်မှာဘယ်လိုခန်းစားချက်တွေရှိလဲဘယ်ဖိုက်တာတွေကိုပို့ပြီးကြိုက်မိလဲဆိုတာကိုဆွေးနွေးသုံးသပ်ပေးကြပါအောင်ခင်ဗျာ။